အလုံးမန်ချက်စတာယူနိုက်တက်ပြည်သက်များအားလုံးပဲမင်္ဂလာပါ။ဒါဒီနေ့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့သတင်းအနေနဲ့ပေါ့ဗျာ။ခုလီရှာကတော့ကျွန်တော်တို့အိုးအကြာကြီးနားနေခဲ့တဲ့လီရှာလီဆန်ဒရိုမာတီနက်အာဂျင်တီးနားရဲ့နောက်ခံကစားသမားလီဆန်ဒရိုမာတီနက်ကတော့ကျွန်တော်တို့အသင်းကြီးနဲ့အတူတူပါလီပြန်လေပြီးတော့ပူပေါင်းပောင်ဝဲနေပါပြီ။အရင်တော့ကသူထရိနီတွေဆင်းနေဆိုတာသူကသူတယောက်ပဲလုံနိုင်တဲ့လောက်လေးလုံပြီးပြန်သွားတာပဲရှိတယ်။အခုကတော့အသင်းကြီးနဲ့အတူတူထရိနီတွေဆင်းနေပါပြီ။ဒါကတော့ ညာပထမဆုံးတတိပေါ့ဗျာနောက်ထပ်ကျွန်တော်တို့ Manchester United အသင်းမှာဒီလိုပထမဆုံး Fullback Academy တင်ရနေပထမဆုံးလူကြီးအသင်းနဲ့အတူဒါ Team First Team ထဲမှာဒါဒါလူလူစင်းထဲမှာပါဝင်လာတဲ့ကစားသမားလေး Jeff Fletcher ဒီ Jeff Fletcher လေးတယောက်အာရောဒါပေါဝင်လာခဲ့တယ်ပေါ့ဗျာပြီးခဲ့တဲ့ဘက်ကကိုဗီမန်နူကလက်ချင်းအကွင်းထဲမှာနာတော့တဲ့အကြောင်းသူ့နေရာမှာစာထုတ်ပြီးတော့ Jeff Fletcher လေးကို ေါ်ယူလာတဲ့နီးပြရူပီယာမော်ရင်ကစပားနဲ့ပွဲတော့ကပေါ့ထုတ်တော့မတုံးခဲ့ဘူးပေါ့လေဒါပေမဲ့ဒီဂျက်ဖလာဆလရှာလေးကတော့ဒါဒီနေ့ရသည်ပထမဆုံးအသင်းငယ်လေးရနေရနေခေါ်ပြီးတော့ဒါအသင်းကြီးလေးကိုပောင်ခွင့်ရတဲ့ကစားသမားတစ်ယောက်ဖြစ်သွားပါပြီနောက်ထပ်ကျွန်တော်တို့ဒါဗက်တမင်ရှက်စကိုနာတော့တယ်ပေါ့ဗျာဗက်တမင်ရှက်စကိုအနေနဲ့ဒါစပားနဲ့ပွဲစဉ်တုန်းကသူ့အနေနဲ့ဒါ နာသွားလို့သူထွက်သွားလို့ဒါအသိနေနဲ့ရလိုက်တဲ့ကမောက်ကမိုက်ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အသိရဲ့ပြိသက်တွေကိုသူနေနဲ့ဒါတောင်းလဲတောင်းပန်ခဲ့တယ်ပြီးတော့ဒါနောက်ထပ်ဒါ international break ပြီးလို့ရှိရင်သူနေနဲ့ဒါအကောင်းဆုံးခြေစွမ်းတင်နဲ့အကောင်းဆုံးဒါဒါပြန်ပြီးတော့ပေးဆက်ပြီးတော့ဒါအကောင်းဆုံးအတန်မာဆုံးအနေနဲ့ပြန်လာခဲ့ပါမယ်ဆိုပြီးတော့ဒါပြိသက်တွေကိုတောင်းပန်နေတဲ့ပြောပြောကြတော့လာတော့ရှိတယ်เนาะ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကောင်ကငါတို့ကိုတောင်းပန်ရမှာမဟုတ်ဘူးပြိသက်တွေတောင်းပန်ရမှာမဟုတ်ဘူးပြိသက်တွေအပါဝင်ကျွန်တော်အဲကိုင်းထဲမှာကန်တဲ့ကစားသမားတွေကိုတောင်းပန်ရမှာတိုင်ပတ်သွားတယ်၁ောက်၁၁ယောက်ဖြစ်သွားတဲ့အနေအထားမှာကိုယ်အတင်းစောစည်းကလေးအဖြစ်ခံနေရတာ၁ောက်၁၁ယောက်ကဖြစ်သွားတယ်အဲမှာပို့ပြီးတော့တိုင်ပြပူပြီးတော့တိုင်နေပတ်ပြလို့တွေရှောက်သွားတယ်နော်တင်းရင်မှလက်ရှိကြံခဲ့တဲ့ကစားသမားတွေတော်တော်တနာဖို့ကောင်းတယ်ကျွန်တော်အတိုင်းမဲ့သူတို့ကောင်းဆုံးလို့ရလဲတခုပုံဖော်ပေးခဲ့ကြတာပဲ အဲ့တော့ဒါလေးပေါ့နော်နောက်တစ်ချက်ကဒါနိဗျာရူပယာမိုရီနေနဲ့ဒါလက်ရှိသူ့ရဲ့ဒါ subscribe ကသူ့ရဲ့တိုက်ရှိကစားသမားဗက်တမင်ချက်စကိုနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေမလုပ်ကြဘူးဝေဖန်ဖို့စောသေးတယ်ပေါ့နော်ဗက်တမင်ချက်စကိုနဲ့ပတ်သက်ပြီးတော့ဒါကမောက်ကမကြီးပြောဖို့စောပါသေးတယ်ပြောချင်ရင်တော့ကျွန်တော်ကိုပဲပြောပါဆိုပြီးတော့ဒီပြရူပိအမူတွေကအကောင်လုံးကိုသူ့ကောင်းပဲခံတာတဲ့အဲ့တော့ဒါအရင်ကစန်နီလမ်းမဲပြောတာကြားဘူးတယ်ပေါ့ဗျာစန်နီလမ်းမဲကပြောပြတယ်ထဲမှာ မိဘရူပင်အမုံရရတဲ့ဖြစ်သမျှရလက်တွေဖြစ်သမျှလောကဓာတ်တွေအကောင်လုံးသူပဲခံတာအဲ့သူတင်သားတွေအကောင်လုံးသူဖီးပေးထားတယ်နော်ပိုးပပါပဲအေးစင်စင်ပဲနေကြခင်ဖြစ်သမျှအကြောင်းအချင်းပဲဆိုပြီးတော့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်အခုလဲဒါဗီတာမင်ချက်စ်ကိုဖက်ကနဲ့ကာကွယ်ပြီးတော့ဒါဗီတာမင်ချက်စ်ကိုလေးနဲ့ပတ်သက်ပြီးတော့ဒါဝေဖန်နေမစောကြဘူးပေါ့နော်သူ့ကိုဝေဖန်ဖို့စောပါသေးတယ်သူ့အနေနဲ့ဒါလူများလေးချင်းမှာအများကြီးစူးစမ်းရအောင်ပါဆိုပြီးတော့ဒါပြန်နေပြီးချိန်ပါထားတယ်လက်ရှိတယ်လို့ပြောတာပဲ ဒါကတော့ကျွန်တော်ကျွန်တော်တီးတလောက်လေးပေါ့ဗျာနောက်ထပ် international break နှစ်ပတ်နားမယ် international break နှစ်ပတ်နားပြီးတော့အဲ့တော့ပထမဆုံးအနေနဲ့ Everton အသင်းကိုတော့အင်္ဂွင်းမှာလက်ခံကစားရမယ် Everton အသင်းနဲ့ပွဲရတော့ကျွန်တော်တို့ဂျားရဲ့စနေလည်းမဟုတ်တနင်္ဂနွေလည်းမဟုတ်ဂျားရဲ့အင်္ဂါနေ့တနင်္လာနေ့မနက်အင်္ဂါနေ့ညမှာကြည့်ရမယ်အင်္ဂါနေ့မနက်ဟောတနင်္လာနေ့ညအင်္ဂါနေ့မနက်မှာကြည့်ရမယ်အဲ့တော့ဒီဒီလိုမျိုးဒီ Premier League ထဲမှာ ဘောက်စိန်ဒဲပွေးဆိုလားပါဆိုလားအဲ့လိုတက်မလိုက်တာတခုရှိတယ်ကျွန်တော်အဲ့လိုမျိုးဒါဂျားရဲ့တပွဲပေါ့ဗျာစနေတဲ့ငွေနေပုံမှန်ချင်းပါနေတဲ့အထက်ကနေပြီးတော့မှတပွဲဆွဲထုတ်ပြီးတော့ဂျားရဲ့တပွဲတပွဲချင်းပါမယ်အဲ့ဒါဘောက်စိန်ဒဲပွေးဆိုလားမသိဘူးအလင်ဘောစီစဉ်တခုခွဲတော့ရတဲ့အချိန်မှာကျွန်တော်အခု Manchester United တင်ရနောက်တစ်ပတ်နဲ့နောက်တစ်ပတ်မဟုတ်ပါဘူး။တော့ international break ပြီးလို့ရှိရင်ပထမဆုံးကြည့်ရမယ့်ပွဲကဂျာရဲ့ boxing day ပွဲဖြစ်နေပြီ။ အဲ့တော့ဂျာရပွဲ၄နိုင်မှကြည့်ရမှာဒါပြိသက်တွေနေနဲ့တချို့ပြိသက်တွေနေနဲ့ခက်ခဲတော့ကြုံမှာပေါ့လေ။နော်အဲ့တော့ဒါရီယာဒါကျွန်တော်သိတဲ့လောက်လေးပေါ့ဗျာကျွန်တော်တို့ Manchester United ရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့သတင်းလေးတွေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်။ Manchester United ပြိသက်များကိုစနစ်ပြချမ်းမှာရှင်းသားကြပါစေ။